ားလုံးမင်္ဂလာပါ။ရွှေဟင်းလေးမိုင်း Ella Page မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်။ဆိုတော့အခုတစ်ခေါက်ကတော့ Ella ပြောပြမှာကတော့ Scorpi Sagittarius လေးတွေ့ပါ။ Sagittarius လေးတွေကဆိုရင်နိုဝင်ဘာ22နဲ့နိုဝင်ဒီဇင်ဘာ 21ကြာမွေးဖွားတဲ့သူလေးအတွက်ဖြစ်ပါတယ်။ဆိုတဲ့အခါကျတော့ Sagittarius ကလေးတွေအတွက်မိမိတို့ရဲ့ guidance ကပဲဖြစ်ဖြစ်မိမိတို့ရဲ့အဆောက်အအုံကပဲဖြစ်ဖြစ်မိမိတို့ရဲ့ ancestor ကပဲဖြစ်ဖြစ်ပေးတဲ့အရင်ဆုံး guidance message ကလေးကိုကြည့်ရအောင်ပါ။ guidance message ကတော့ use your hand. Just use your hands ကကြတော့ဥပမာမိမိတို့အနေနဲ့ Sagittarius ကလေးတွေကဒီ ဖိုင်ယာအန်နဂျီလေးဖြစ်တဲ့အတွက်အက်တစ်ဖြစ်တယ်စိတ်ကလေးတွေကရောက်ရက်ခတ်တတ်တယ်တောင်ဆူမြောက်ရောက်သွားတတ်တယ်ဒါကြောင့်မို့ဒီကာလမှာနော်နိုဝင်ဘာလအတွက်ဒီကာလမှာမာကယူရီရီထိုဂရိတ်ကလည်းစတီတီဒီအက်စ်တဲကိုလောင်ဝင်နေတာဖြစ်တဲ့အတွက်အာကွန်မြူနီကေးရှင်းလေးတွေကမောက်ကမဖြစ်ရတတ်တာမျိုးမိမိတို့လုပ်ငန်းဆောင်တာလေးတွေအစင်နည်းနည်းလေးဂျမ်းဖြစ်တာမျိုးလေးတွေဖြစ်တတ်တယ်လူတွေနဲ့ပြောဆိုရတဲ့လူမှုရေးပြဿနာရက်ကလေးလည်းစသဖြင့်ဖြစ်ရတယ်နောက်တစ်ခုကကျွန်တော်ကိုရီးယားမှာ fire energy ကိုမှ လာကြတော့လေ retrograde ကလည်း mercury retrograde ကလည်း sagittarius ကိုဖြစ်တဲ့အတွက်အနည်းနဲ့အများ sagittarius ကလေးတွေကဒီ mercury retrograde ရဲ့တက်ရောက်မှုကိုပုံပုံများများခံစားနိုင်ရပါတယ်။ဒါကြောင့်မို့ဒီကာလမှာเนาะ mercury retrograde ကလည်း november 9ရက်နေ့ကနေ november 29ရက်နေ့ထိဖြစ်နေတာ ਉਹ เนาะဆိုတဲ့အခါကျတော့ဒါကြောင့်မို့ sagittarius ကလေးတွေအနေနဲ့ အဲတချို့ကိစ္စရက်တွေအလော30လောက်တာမျိုးမဟုတ်ဘဲနဲ့အဲဗားလေးတွေလှုပ်ဖို့လိုအပ်လဲလို့ပြောတဲ့အခါကျရင်တော့မိမိရဲ့စိတ်ရောကိုယ်ပါတည်ငြိမ်မှုအတွက်အဲနော်ကိုရဲ့အမှုပညာရဲ့တခုခုလေးတွေဖန်တီးတာမျိုးလေးလှုပ်ပြီးတော့မှကိုရဲ့စိတ်ကိုခမ်းတောင်းဖြစ်အောင်နေသင့်ပါတယ်။ဥပမာနော်လက်မှုပညာရဲ့ကလေးတွေပေါ့နော်အချုပ်လုပ်လေးလှုပ်တာပကြီးဆွဲတာသူကတော့ဒီမှာဟိုဟာလေးဆွဲထားပေါ့မြေအိုးလေးတွေလှုပ်တာပေါ့နောက်တစ်ခါကျတော့ ဂျာနင်းလင်းရုပ်လောက်တာမိမိကိုယ်တိုင်ကိုကြမိမိရဲ့လက်ကိုအသုံးချပြီးတော့မှပြုလုပ်ရတဲ့အဲဒီ act ပေါ့နော်အမှုပညာရက်ကလေးတွေစာရေးတာပကြီးဆွဲတာအဲနောက်တစ်ခုကကြတော့အချုပ်လုပ်တွေလောက်တာအဲတစ်ပင်နေစိုက်တာအပင်နေဟွာလောက်တာစသဖြင့်အဲ့ဒါမျိုးလေးပေါ့နော်အဲ့ဒါမျိုးလေးနေနေကြမှာတယ်နောက်နေသင့်ပါတယ်ပေါ့နော်နောက်တစ်ခုကကြတော့သူကဗာပြောထားလဲဆိုတဲ့အခါကျတော့ Sagittarius ကလေးတွေရဲ့ hand ကတဲ့ magic ဖြစ်တယ်ပေါ့နော်တကယ်ကိုမော်အစွမ်းလေးတွေပါတာဖြစ်တဲ့အတွက်မိမိလှုပ်ချင်တဲ့အရာလေးကိုမိမိရဲ့လက်ကလေးနဲ့စိတ်တိုင်းကြဒီလလေးမှာအေးအေးဆေးဆေးလေးလှုပ်ဆောင်ပြီးတော့မှနေစေချင်ပါတယ်နော်နေစေချင်ပါတယ်လို့ပြောနေပါတယ်အဲ့တော့အခုကြည့်ရအောင် Sagittarius ကလေးတွေကအစာကလေးကလွတ်လပ်မှုကိုချက်မျက်နှိုးတဲ့သူဖြစ်တယ်။သူတို့ကိုထိန်းချုပ်တာထိန်းကွက်တာမျိုးတွေကိုမကြိုက်ဘူး။အာသူတို့ကိုအရင်ကြီး control လုပ်သွားပြီးဟေ့ဆိုရင်သူတို့ကဘာဖြစ်လဲဆိုတဲ့အခါကျတော့အာ အရင်နေရကြက်တာမျိုးတွေဖြစ်တတ်တယ်ပေါ့နော်ဟိုဂျောင်းထဲမှာပိတ်မိနေရတာမျိုးတနေရာထဲမှာအကြာကြီးဖြစ်နေရမျိုးဆိုသူတို့ကမကြိုက်ကြအောင်အဲ့တော့အခုကာလမှာလည်း Sagittarius ကလေးတွေကလွတ်လပ်မှုလွတ်မြောက်မှုဆိုတဲ့ပုံစံမျိုးလေးတွေတွေ့နေရတယ်အဲ့တော့တချို့သူတွေက relationship တွေကနေလွတ်မြောက်သွားတာမျိုးတချို့သူတွေကကျတော့မိမိစိုးရိမ်နေတဲ့စိတ်သောကတွေကနေလွတ်မြောက်သွားတာမျိုးနော်တချို့သူတွေကလွတ်မြောက်လွတ်မြောက်ချင်နေတဲ့သူတွေဖြစ်တယ်တချို့သူတွေကလည်းလွတ်မြောက်သွားလွတ်မြောက်ကောင်းနိုင်ခြင်းရှိတယ်ဒါပေမဲ့အဲ့ဟာကလည်းသူတို့ကနေကိုလွတ်မြောက်ပါတယ်ဆိုပြီး တော့မှသူတို့ကကိုယ်လွတ်မြောက်ခွင့်ပေးလိုက်တာမဟုတ်ဘဲနဲ့ကိုကိုယ်တိုင်အဲ့လွတ်မြောက်ခွင့်ကိုယူခဲ့ရတာမျိုးเนาะအဲ့ကိုကိုယ်တိုင်အဲ့ဒီရဲ့အဲဒီ freedom ပေါ့เนาะเนาะဟိုလွတ်လပ်စွာလွတ်လပ်စွာနေရတဲ့ပုံစံမျိုးကိုလွတ်လပ်မှုမျိုးကိုကိုကိုယ်တိုင်တိုက်ယူခဲ့ရတာမျိုးဖြစ်ကောင်းဖြစ်နိုင်ခြင်းရှိပါတယ်တချို့သူတွေကလည်းအစပြုပြနေတာမျိုးဖြစ်ကောင်းဖြစ်နိုင်ခြင်းရှိတယ်။ relationship တွေပြတ်တောက်ချင်တာမျိုးစသဖြင့်ဖြစ်ကောင်းဖြစ်နိုင်ခြင်းရှိပါတယ်။အဲ့တော့ကကြတော့ တကယ်လို့ကိုကလွတ်လပ်မှုကိုလိုချင်တယ်လွတ်မြောက်မှုကိုလိုချင်တယ်ဆိုရင်ကတော့မိမိတို့အနေနဲ့စိန်ခေါ်မှုတွေအခက်အခဲလေးတွေရင်ဆိုင်ရမှာအဲ့ဒါတွေကြော်လွှမ်းနိုင်ရမယ်နောက်တစ်ခုကတော့ subjectivity ကလေးတွေကအာဘာလေးဖြစ်ကြလဲဆို adventure ကိုကြိုက်ကြတယ်နော်စွန့်စားရတာကိုကြိုက်တယ်အာစွန့်တူချင်ရတာမျိုးလေးကိုကြိုက်ကြတယ်ဆိုတဲ့အခါကျတော့ဒီမှာလဲအဲ့ဒီ energy မျိုးလေးတွေ့နေရတယ်အဲ့တော့ကိုယ့်ရဲ့လွတ်လပ်မှုနဲ့ကိုယ့်ရဲ့အဲစိတ်ပိုင်းစိတ်ပျော်ရွာနောက်ကိုလိုက်ဖို့အရေးအရေးကြီးနေတယ်ဆိုတဲ့ပုံစံမျိုးလေးကိုလည်းတွေ့ရပါတယ်ငွေကြီးနဲ့ပတ်သက်ပြီးတော့ တော့ငွေကြေးနဲ့ပတ်သက်ပြီးတော့မှာတော့ဒီလလေးကမိမိတို့ကเนาะစာကြောင်မှာတော့ငွေသွ ငွေအသုံးစွဲကျန်းတဲ့သူတွေဖြစ်တယ်။ဒါပေမဲ့ဒီလာလေးမှာငွေကိုချင့်ကြိမ်ပြီးတော့မှသုံးရတာမျိုးရှိနေတဲ့ပတ်စံလေးကိုကုံသွားမှာမျိုးစွန်းနှုတ်စနာဖြစ်နေတဲ့ပုံစံမျိုးလို့လည်းတွေ့ရပါတယ်။အလောက်ကိုင်းနဲ့ပတ်သက်ပြီးတော့မှတော့အဆင်ပြေနိုင်တယ်။တာဝါတာယာဝပြောနိုင်တယ်မိမိတို့လုပ်ငန်းဆောင်တာလေးတွေနဲ့ပတ်သက်ပြီးတော့မှလုပ်ငန်းဆောင်တာလေးတွေနဲ့ပတ်သက်ပြီးတော့မှလုံနိုင်တယ်၊ကိုင်းနိုင်တယ်ဆိုတဲ့ပုံစံမျိုးလို့လည်းတွေ့ရတယ်။အဆင်ပြေပြောက်ရောက်မယ်ဆိုတဲ့ပုံစံမျိုးလို့လည်းတွေ့ရတယ်။အဲ့ဒီကနေတစ်ဆင့်ရေရှည်သွားနိုင်မယ့်အခြေအနေမျိုးတွေကိုလည်းတွေ့ရပါတယ်။ မိသားစုရေးရာလေးမှာတော့နားလည်မှုတွေလွဲမတာတော့သဘောထားတွေမတိုက်စင်တာနောက်တစ်ခါကျတော့တချို့သူတွေကကျတော့မိသားစုကိုတောင်းဝန်ယူပေးခြင်းရဲ့တန်နဲ့မယူပေးနိုင်တဲ့ကိစ္စရဲ့ကမျိုးလေးဖြစ်တဲ့ခါကျရင်ကိုကိုကိုအပြစ်တင်တာအပြစ်မြင်တာမျိုးလေးတွေနဲ့စိတ်သက်သာတာမျိုးလေးတွေစိတ်အောင်းငြိရတာမျိုးလေးတွေအဲ့မပြောရတာမျိုးလေးတွေပြင်းမဲရတာမျိုးလေးတွေရှိတတ်ပါတယ်အဲ့တော့တကယ်လို့ကိုတချို့သူတွေကကျတော့မိမိရဲ့လွတ်မြောက်မှုအတွက်ကိုရှာဖွေရင်းနဲ့မိသားစုအတွက်ကိုဟိုပြန် လိုက်အာမထက်သင်စဉ်းစားမိဘူးလို့ကိုကိုဂေတီဖြစ်တာမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်ခြင်းရှိပါတယ်အဲ့တော့ပညာရဲ့ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့မှာဒီလတလမှာပညာရဲ့ပိုင်းတို့ပညာရေးနဲ့ပတ်သက်တာတို့เนาะမိမိတို့ဒီအာ higher education မိမိတို့သင်ကြားမှုသင်ယူမှုတခုနဲ့ပတ်သက်တယ်ဆိုရင်အချိန်တခုကိုယူပါเนาะကိုတကယ်သွားချင်တဲ့ဟာလားလုပ်ချင်တဲ့ဟာလားဖြစ်ချင်တဲ့ဟာလားကိုအချိန်တခုယူပြီးတော့စဉ်းစားပြီးတော့မှာဆုံးဖြတ်စေချင်ပါတယ် certificate တွေကစိတ်လောတယ်အုံဆိုဒုံတိုင်းလုပ်တတ်တယ်ဖြစ်တဲ့အတွက်မိမိတို့ မလဲအငွေရလဲကျွန်မဆုံးမလို့ပဲဖြစ်နေ sorry အဲ့တော့အဲ့လိုမျိုးလေးဖြစ်နိုင်ခြေရှိတဲ့အခါကျတော့အချိန်တစ်ခုအတိုင်းတာတစ်ခုအထိယူပြီးတော့မှမလုပ်တဲ့လေဆိုတဲ့အခါကျတော့ဆုံးဖြတ်ချက်ကလေးကိုချတင်ပါတယ်เนาะပညာရက်ကလေးနဲ့ပတ်သက်ပြီးတော့မှနောက်တစ်ခုကကျတော့နိုင်ငံခြားရေးရနိုင်ငံခြားရေးရကံလေးနဲ့ပတ်သက်ပြီးတော့မှတော့အာဘာဖြစ်နေလဲဆိုတဲ့အခါကျတော့အဆင်မပြေတာမျိုးလေးတွေဖြစ်နေတတ်တယ်ကိုယ်ရဲ့ပြင်ပြင်ဆင်ထားတာလေးနဲ့ပတ်သက်ပြီးတော့မှအဆင်မပြေတာမျိုးလေးတွေဖြစ်နေတတ်တယ် ဒါမျိုးလင်းနဲ့ပတ်သက်ပြီးတော့မှလည်းဒီလထဲမှာလှုပ်ဆောင်တာမျိုးတွေမလှုပ်ပါသေးနဲ့အုံးနိုင်ငံသားသွားဖို့ခီးစင်နေပြင်ဆင်တာမျိုးတွေမလှုပ်ပါနဲ့အုံးနောက်တစ်ခါကျပြင်ဆင်နေတဲ့အဆင်ပြေတဲ့အခါကျရင်ကတောက်ကဆာစကားများရတဲ့ဒါမျိုးလေးတွေဖြစ်တတ်ပါတယ်ဆိုတော့ဒါမျိုးလေးတွေကိုအချိန်လေးယူပြီးတော့မှဘယ်ဟာပဲလှုပ်လှုပ်စဉ်းစားပါတဲ့အဲ့တော့နိုင်ငံသားရေးရနဲ့ပတ်သက်ပြီးတော့ခီးသွားလာရင်နဲ့ပတ်သက်ပြီးတော့မှတော့ ပုံမှန်အဖြစ်တော့ကံကောင်းတဲ့ Sagittarius တွေကဒီကာလလေးမှာနိုဝင်ဘာလလေးမှာခီးသွွားရေးလုပ်ငန်းလေးနဲ့ပတ်သက်ပြီးမနေ့နေ့နောက်နေ့ကြံ့ကြာတာအဆင်ပြေတာမျိုးလေးတွေ့ရတဲ့ပါတယ်။ကျမရေးနဲ့ပတ်သက်ပြီးကတော့ကျမရေးကအစိုးရမဟုတ်နေပေမဲ့ကိုကိုကိုစိတ်ပြက်နေတဲ့ပုံစံမျိုးเนาะကို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 ရဲ့အတွေးတွေကနေကိုနှိမ့်ဆက်နေတာမျိုး Sagittarius တွေက overthinking ဖြစ်တတ်ကြတယ်။ เนาะအာသူများရဲ့တဲ့အတွေးကိုလွန်တက်ကြတယ်အဲ့တော့ဘာဖြစ်တာလဲဆို overthinking နေဖြစ်တဲ့ခါကျတော့ anxiety တွေတက်လာတယ်အတွေးတွေများလာတဲ့ခါကျတော့ worry တွေများတယ်နောက်တစ်ခုကကျတော့အရင်ကပြီးခဲ့တဲ့ကိစ္စတွေအရင်ကဖြစ်ခဲ့တဲ့ပြဿနာရက်တွေအတိတ်ဟောင်းလူဟောင်းတွေနဲ့ပတ်သက်ပြီးတော့မှတွားပြီးတော့မှမယုံထွက်နိုင်တာမျိုးလေးဖြစ်နိုင်ခြေရှိတယ်အဲ့တော့ sagittarius တွေက အဲအတိတ်ဟာမှနေအမြန်ယုံထွက်ဖို့တော်တော်လေးခက်ခဲတယ်။တန်နီကတဝဲလဲလဲနေတတ်တယ်။ဒါလေးညပတ်သက်ပြီးတော့တတိထားပါ။အဲ့တော့အတိတ်ဟောင်းလို့ပြောရီးစားဟောင်းပြဿနာအလုံးဟောင်းကလူတွေကိုတန်ရုံးစင်မပြတ်တာကိုနာနာကျင်ကျင်လောက်သွားတဲ့သူတွေအပေါ်မှာလည်းမနာကျင်မဲနဲ့တန်ရုံးစင်တဝဲဝဲလဲဖြစ်နေရမျိုးလေးတွေတတိထားပါဒီကာလမှာ။အဲ့တော့မာကီရီဝီထိုကိတ်ကာလလည်းဖြစ်တဲ့အတွက်ဆစ်ဂျီတီဒီအက်စ်တီကိုဆစ်ဂျီတီဒီအက်စ်တီရှိကိုအတိတ်ကပြဿနာရဲ့အဟောင်းတွေကိစ္စရဲ့အဟောင်းတွေနောက်တစ်ခါကျလူအဟောင်းတွေအဲအဲ့လိုမျိုးကိုလုံးဝမသိကျင်တော့မကြားကျင်တော့ဘူးဆိုတော့ အဲလူတွေအကြောင်းတွေရောက်လာတတ်တဲ့သတိထားပါဒါလေးနဲ့ပတ်သက်ပြီးတော့မှသတိထားစေချင်ပါတယ်အဲတကယ်လို့ရောက်လာခဲ့မယ်ဆိုလဲအဲ့ထဲကိုသူတို့ခေါ်ဆောင်ရတဲ့ကိုပါမသွားဘဲနဲ့အမြန်ဆုံးဖြတ်တောက်နိုင်အောင်ကြိုးစားပါကိုကိုတိုင်းရုံထွက်လို့ရရယ်နော်သူများတွေအတွန်းပို့တာမဟုတ်ဘူးနော်အဲ့ဒီအတိန်ဟောင်းပြဿနာလူဟောင်းတွေရှိကိုကိုတိုင်းကပဲသွားတာနော်အဲ့တော့တချို့လူတွေကတချို့လူဟောင်းတွေကအာကိုကိုလာပြီးတော့မှစကားပြောတာမဟုတ်ကိုကသွားပြောတာအဲ့အဲ့လိုမျိုးလေးသတိထားစကြတေးရီယက်စ်တွေဒီမှာလဲပါတယ်နော်သတိထားပါမယ် ။ဆိုတော့နောက်တစ်ခုကကျတော့ Sagittarius ကလေးတွေကဒီလထဲမှာတော့တာဝန်ယူမှုတာဝန်ခံမှုအပြည့်နဲ့เนาะကိုယ့်ရဲ့လုပ်ငန်းတွေကိုကိုမနိုင်ဝင်တဲ့ မနိုင်ဝင်လေးကိုထမ်းပြီးတော့မှကြော်ဖြတ်ရမယ်ကြော်လွှားရမယ်ဆိုတဲ့ပုံစံမျိုးလေးတွေတွေ့ရတယ်တချို့ကကြော်တော့မိသားစုထဲမှာเนาะတချို့ကကြော်တော့အမ်ချစ်သူကြီးရအကြီးစားကိစ္စတုံငယ်ချင်းကိစ္စတုံငယ်ချင်းကြားထဲမှာချစ်သူကြီးသားတမိစားကြားထဲမှာအိမ်အောင်အဲ့လိုက်အိမ်အောင်ပဲအချင်းချင်းကြားထဲမှာနောက်တစ်ခါကြော်လောက်ပေါ်ကိုင်းပဲအချင်းကြားထဲမှာကိုကလေမနိုင်ဝင်နေယူပြီးတော့မှထိုင်ရတဲ့ဒါမျိုးနောက်တစ်ခါအဲ့ဒါကြောင့်မို့ over promise တွေမပြောမိပါစေနဲ့ကိုမလုံနိုင်တဲ့အရာတွေကိုမလုံနိုင်ဘူးလို့ပြောပါအဲ့တော့တစ်ခါလေကြာရင်နောက်တစ်ခါကြော်ဘာလဲဆိုတော့ကြော်တတိထားမှာက မိမိလုပ်ငန်းကစားငန်းလုပ်ငန်းဆောင်တာအာဒီခီးသွွားလုပ်ငန်းရေးနဲ့ပတ်သက်ပြီးတော့မှစကားကိုမိမိပြောကျင်တိုင်းပြောလို့မရဘူးအဲကိစ္စလေးနဲ့စကားလေးကိုသူသိပ်ပါပြောကျင်တိုင်းမပြောပါနဲ့အဲအဲစကားစကားလေးတို့ထိမ့်သိမ့်ပါတဲ့နောက်တစ်ခုကကျော် Sagittarius လေးတွေ energy လေးတွေက Sagittarius လေးတွေကတော့ကိုလိုချင်တဲ့ပန်းနိုင်တစ်ခုကိုမျောလင့်နေတဲ့အရာတစ်ခုကတော့အောင်မြင်မှာပါအခက်ခဲလေးကတော့ကြော်လွှားရနိုင်ချေရှိတယ် အဲ့တော့ဒီမှာဆိုရင်လူမှုပေါင်းသစ်ဆက်ဆံရေးလို့ပြောရင်ချီရင်မြစ်တာရေးအိမ်နောက်ရေးစသဖြင့်အဲ့ဒါလေးတွေလည်းတတိနည်းနည်းလေးထားစေချင်ပါတယ်နော်အဲပြက်တနာရဲ့ကလေးတွေပေါ်တတ်တာမျိုးကတောက်ကဆဖြစ်တာမျိုးလေးဖြစ်တတ်တယ်တချို့ကျတော့ပြက်ဆဲတာမျိုးနော်ပြက်ဆဲလိုက်တာမျိုးပြက်ဆဲကျင်တာမျိုးပြက်ဆဲသွားတာမျိုးလေးလည်းဖြစ်ကောင်းဖြစ်နိုင်ခြေပါရှိပါတယ်ဒါပေမဲ့ Sagittarius ကလေးနဲ့ဒီလမှာမိမိတို့အနေနဲ့ အခက်ကလေးတွေကိုကြော်လွန်လာပြီးတော့မှအောင်မြင်မှုဆိုတဲ့ဟာကိုရမှာပါ။ဒါကြောင့်မို့စိတ်ရှိပါတိခံပါစောင့်ဆိုင်ပါအချိန်တစ်ခု timing တစ်ခုရောက်လာခဲ့ရင်မိမိဖြစ်ချင်တဲ့အခုကြုံတွေ့နေရတဲ့အခက်ခဲပြဿနာတွေဆိုတာကအချိန်တစ်ခု timing တစ်ခုရောက်လာခဲ့တဲ့ဆိုရင်တကယ်ကိုကိုယ့်အတွက်အချိန်ကောင်းနေရာကောင်းအလုံးဝကို